သူကတလားတစ်ခါပတ်စံကောက်ပေးရတယ်ပြီးတော့အာသူများပတ်စံတွေကိုလိုချင်လို့လားမသိဘူးတလားပြီးတော့သူချီထားတဲ့ပတ်စံတွေကိုလည်းမပြန်ပေးချင်တော့လေသူလေသူလင့်ငယ်နဲ့ပေါင်းပြီးတော့သူဆဆောက်ကိုလှုပ်ကြံတဲ့အမျိုးမျိုးကိုသူလှုပ်ကြံလိုက်တာပေါ့နော်ဟန်ထီမှာသွားပြီးတော့ဒီလိုမျိုးတလှုပ်ချင်တယ်အာပြီးလို့ရှိရင်သူကမီးဆို့ပြီးတော့လဲအစာဖြောက်ချင်တယ်အမျိုးမျိုးလုံးတယ်နော်သူအကောင်လေးတသေးလေးနော်တလမလေးနော်ပြောပြမယ်နော်သူကလက် ိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာတုခအဖြစ်ဖြစ်နေပြည်စုံနေပါသည်ကျွန်တော်ဆုတောင်းပေးပါရခင်ဗျာကျွန်တော်တို့ဒါတနင်္ဂနွေနေ့ကိုရန်နေမကိုရန်နေရပါတော့ကျွန်တော်ထိုင်နေကမှာဒါတည်ဆုံသွားတဲ့အမပါတော့ဟိုတငယ်ချင်းချင်းချင်းဒါစနေကြောခင်လာတဲ့တငယ်ချင်းအရင်ဖြစ်သူကပဲဒါလှုပ်ကြံပြီးတော့လှုပ်ကြံလိုက်တဲ့ဒါကျွန်တော်တို့ဒါတရင်တခုပေါ့နော်အဲလောက်ကြခံရတဲ့အမရဲ့ဒါဒီဗီယူမှာပါတဲ့ ဒီညီမလေးကတော့ဒါအိမ်မာနေဆိုလောက်ကြာခံရတဲ့အမာနေဆိုဒါမောင်တော်မတဝင်ခွဲပေါ့နော်သူတို့တငယ်ချင်းတွေစနေကျော်ဒါခင်လာတဲ့တငယ်ချင်းတွေပတ်စံတွေဘလို့ယူလဲဘလို့တွေနောက်ပိုင်းဖြစ်တော့ဒီလိုအချိန်ထိဒါလောက်ကြာခံရလဲဆိုဘလို့ဖြစ်လို့လောက်ကြာခံရလဲဆိုတဲ့အကြောင်းဆုံးဒါရှင်းပြထားတဲ့ဒီထိုင်းနိုင်ငံမှာဆိုရင်တော့မတ်မိုးလေးဆိုတာဒီညီမလေးကတော့ဒါလူတိုင်းသိကြမယ်လို့ထင်တယ်ပေါ့နော်ကဲကျွန်တော်တို့နားထောင်ကြရအောင်နော်ကျွန်တော်တို့ဒါဖြစ်စဉ်အဆဆုံးဒါခင်မင်းခဲ့တာတွေရောပတ်စံချီးခဲ့တာတွေရောဖြစ်စဉ်အဆအဆုံးလာရှင်းပြရှင်းပြထားတယ်ပေါ့နော်ကျွန်တော်တို့ကြည့်လိုက်အောင်မျိုးလေး ။ဒါအဖေါ်မှာပေါ့နော်ဆဆနဲ့ပတ်သက်ပြီးတော့ပေါ့နော်တည်င်းအမှားတွေရောတည်င်းအမှန်တွေရောတက်နေတယ်ပေါ့။အဲ့ဒီတည်င်းအမှန်တွေဖြစ်ဖို့အတွက်မိုးလေးရှင်းပြပေးမှာပေါ့နော်။ဆဆကမိုးလေးရဲ့ညီမသုံးဝန်းခွဲပေါ့နော်။ဆဆမှာသူ့မှာအချစ်ဆုံးတငယ်ချင်းတယောက်ရှိတယ်ပေါ့နော်။အဲ့ဒီတငယ်ချင်းကအာဆဆနဲ့အရန်ခင်နဲ့ဆယ်နှစ်တာလောက်သူတို့တွေ့ခဲ့တယ်ပေါ့နော်။သူတို့ခင်ခဲ့ကြတဲ့တငယ်ချင်းပေါ့နော်။အာအဲ့ဒီတငယ်ချင်းက သူ့ကိုအကောက်မလေးဆက်ရုံလောလောတယ်အဲ့ဒီဆက်ရုံမှာ तू ကဖုန်းနဲ့ရောင်းပြီးတယ်ပေါ့နော်ပြီးတော့စီဆဆမှာလည်း तू ပတ်စံနေခြီးတာဆဆခင်နေလေယုံလေဆိုတော့ပေးခြီးတာတယ်ပြီးတော့ဖုန်းနဲ့ရောင်းပြီးတယ်အဲ့ဒီကောင်မလေးရောင်းပြီးပြီးတယ်ဟောလာပေးနဲ့ရောင်းတယ်လာပေးတယ်ဆိုတော့တလားတစ်ခါပတ်စံကောက်ပေးရတယ်ပေါ့နော်ဆဆကလည်း तू က तू အပြင်မှာရောင်းတော့ तू ကတော့လည်းရောင်းခိုင်းရမှာ तू က तू လည်းရောင်းတဲ့နေရာမှာရောင်းထားတာရှိတယ်ပေါ့နော် तू အဲ့ဒီကောင်မလေးက तू က တလားတစ်ခါပတ်စံကောက်ပေးရတယ်ပြီးတော့အာသူများပတ်စံတွေကိုလိုချင်လို့လားမသိဘူးတဲ့လားပြီးတော့သူချီထားတဲ့ပတ်စံတွေကိုလည်းမပြန်ပေးချင်တော့လေသူလေသူလင်ငယ်နဲ့ပေါင်းပြီးတော့သူဆဆကိုလှုပ်ကြံတဲ့အမျိုးမျိုးကိုသူလှုပ်ကြံလိုက်တာပေါ့နော်ခန်းထီမှာသွားပြီးတော့ဘယ်လိုမျိုးတလှုပ်ချင်လဲအာပြီးလို့ရှိရင်သူကမီးဆို့ပြီးတော့လဲအစာဖြောက်ချင်တယ်အမျိုးမျိုးလုံးတယ်နော်သူအကောင်လေးတသေးလေးနော်တလမလေးနော်ပြောပြမယ်နော်သူကလက်စီကသူ့ရောက်တာရှိတယ်သူ့ရောက်ကြတော့သူအခမ်းမနေတယ် ူကနောက်ဆက်ယုတ်တေုံမှာလောလောတယ်သူယောက်ျားဆက်ယုတ်တေုံမှာလောလောတယ်သူလုံးတဲ့ဆက်ယုတ်မှာသူကလင်းငယ်ရှိတယ်အဲ့အဲ့ဒီလင်းငယ်ကိုသူကလုံးကြံခိုင်းတယ်ပေါ့နော်ဒီဒီကောင်မလေးကိုပေါ့နော်ငါ့ကိုတစ်ချက်ရှင်းမေးပေါ့နော်နော်ဆက်ဆက်ရပေါ့နော်သူ့မှာပတ်စံလေးလက်ချီးတယ်ပေါ့နော်လက်ချီးတော့သူမပေးချီးဦးရှိပေါ့နော်သူ့ကိုပလေးယုံနဲ့တိုက်တယ်ပေါ့နော်အဲ့ပလေးတွေကသူ့မှာလာပြီးတော့လက်တောင်းတယ်ပေါ့နော်လာညစ်တယ်ပေါ့နော်သူယော်ရတယ်ပေါ့နော်ပလေးယုံမှာ9000တော့ပေးရတယ်တဲ့အကောင်ကလည်းထမင်းစားတာလားချီးစားတာလားမသိအဲ့ဒါကို9000ပေးရဆိုယုံရော အဲ့ဒါဆက်ဆံကလေပတ်စံချီးဖို့မရှိဘူးဆက်ဆံမှာပတ်စံအများကြီးရှိတယ်နော်ပတ်စံအများကြီးရှိတယ်သူကပဲဆက်ဆံမှာချီးကျွန်တော်တို့အချစ်ဆုံးတငယ်ချင်းတဲ့နော်၁၀နှစ်ကျော်တော့ခင်မင်လာတဲ့အချစ်ဆုံးတငယ်ချင်းနဲ့ဘယ်တော့ကြောက်ဘူးကောင်းတာနော်ဟိုဒါတော့မှ main ကလေးဖြစ်နေလို့ပေါ့နော် main ကလေးဖြစ်တော့မှဒီလို အောက်တန်းကြတဲ့စိတ်ဓာတ်အပြည့်အဝရှိတယ်ပေါ့နော်ကိုယ်တငယ်ချင်းအရင်တည့်အောင်လို့ ိုတငယ်ချင်းကတော့ယုံလို့အကျွေးဆက်မယ်လာသွားမယ်ဆိုလို့ယုံလို့ယုံစားပြီးတော့ဆယ်နှစ်ကျော်ခင်လာတဲ့တငယ်ချင်းကိုယုံစားပြီးအနောက်နေတော့ဆန်ကန်လေးနဲ့လိုက်သွားတာ哦နော်ကျွန်တော်တို့ရက်ဆက်စွာပဲဒါလောက်ကြံလိုက်တယ်ဗောနော်လူတွေကျွန်တော်တို့ဘယ်လောက်ထိဟိုဒီခေတ်ကြီးကကျွန်တော်စုတ်ခေတ်ရောက်လာတဲ့အချိန်ရောက်တော့ယုံဝါဖို့ကတော်တော်လေးခက်လာတယ်ဗျာတယောက်နဲ့တယောက်အသိလားဘာဖြစ်လဲသူ့အသွင်းစိတ်ကိုကိုမသိကိုရဲ့အသွင်းစိတ်ကိုသူမသိဟိုကြာလာလေခေတ်ကကျွန်တော်တို့ ခေရစုတ်ခေရောက်လိုက်ပြီဆိုတော့တဖိဖိနဲ့လူတွေကစိတ်သက်တွေကအတိတ်မကောင်းကြတော့ဘူးဗျာသိလားစိတ်ယုတ်စိတ်မစိတ်အပုပ်တွေဒါမွေးလာတဲ့လူတွေကတအားများလာတယ်ဒီဆုံးသွားတဲ့ဒါဆဆဆိုတကယ်မှတနာဖို့ကောင်းတယ်ဗျာနော်ဆယ်နှစ်ကျော်တွေ့လာငါတငယ်ချင်းငါ့ကိုဒီလိုလုံးမယ်လို့ပဲထင်ပါလေမထင်လို့လည်းသူလိုက်သွားတဲ့အတွက်ဒီလိုအဖြစ်ဆုံးမျိုးနဲ့သူခမရအကြုံခဲ့ရတာပေါ့နော်သူများတွေကပတ်စံအကျွေးယူနေတော့အဆင်မပြေတော့ဗျာဒူးစော်ကြီးတောင်းမှတောင်းမှမဟုတ်တော့မှလား အဆင်ပြေတဲ့နေ့ရတော့သူများတဲ့ယူတိုင်းတော့ပြေးရမှာပဲဗျာသူများလည်းချွေးနဲ့သွေးနဲ့အလုံးလုံးထားမှာအလုံးလုံးတဲ့ပတ်စံရထားတာနော်သူများချွေးနဲ့သွေးနဲ့အလုံးလုံးထားတဲ့ပတ်စံကိုလူတယောက်ရဲ့အသက်တစ်ချောင်းပါနော်လှုပ်ကြံတက်ဖြတ်တဲ့အထိဒီလိုမျိုးကြီးစိတ်ယုတ်စိတ်မှကြီးမွေးတာကြီးရတော့တော်တော်လေးမှာချောက်ဖို့ကောင်းပါတယ်နော်ဟိုမှာအဲ့အမဆိုလဲဒါတီဆုံးသွားတဲ့အမဆိုလဲတကယ်ဟိုမှာသူခမရနော်တစ်တော့မှာစူးစမ်းပြီးအောင်မြင်ပြုစား ဟိုလူတွေရဲ့ယုံကြည်မှုကိုရရှိလာတဲ့ဟိုအချိန်အနည်းငယ်အတွင်းလေးပဲရှိသေးတာဟိုလူတယောက်ရဲ့ဘဝကိုဖျက်လို့ဖျက်စီးနောက်ပိတ်ဆုံးမှာအသက်တစ်ချောင်းမှာနှုတ်ယူလိုက်တာတော့တော်တော်လေးဟိုမှာယုံညံ့လုံးတယ်လို့ပြောချင်တယ်ပေါ့နော်အားကြောင့်မဆက်စားလဲကောင်းရဘုံဘဝရောက်ပါစေနောက်ဘဝလူဖြစ်လာမယ်ဆိုရင်လေဒီလူမျိုးစိတ်ရုပ်စိတ်မှာမွေးတဲ့တငယ်ချင်းတွေနဲ့ဝေးပြီးတော့အသက်ရာကျော်ရှိပါစေလို့လည်းကျွန်တော်ဆုတောင်းပေးပါရစေဗျာတကယ်မှ ဒါပေမဲ့လူဆိုတာဘသူပြုတ်ပြုတ်မင်းမီမှုတဲ့ကိုမကောင်းတာလုပ်တဲ့အတွက်ကိုလည်းဒီလိုတံပြန်ဝဲ့ဘူးဒါကောင်းကောင်းကြီးပြန်ခံရမှာပေါ့နော်ပြီးပြီးတော့မပြန်ပေးချင်မယ်နဲ့ तू ကလှုပ်ကြံလိုက်ရပါတော့အဲ့တော့ तू ပြောတဲ့ဒီတစ်ခေါက် तू လှုပ်ကြံတာမကူဆဆောက်ဟိုဖြစ်သွားတဲ့ဆိုက်ကယ်လေးပေါ့နော်ဆဆောက်တော့ तू ခါရောက်သွေးဆော့သွေးဆောက်ခေါ်သွားပြီးတော့ပေါ့နော်ဆိုက်မှာဆဆောက်ဘဲအိတ်လေးပေါ့နော်ဒါဆဆောက်ရဲ့လိုအိတ်လေးဆဆောက်တော့ तू မခေါ်ထုတ်ခင်လေဆဆောက်ရဲ့ဖုံးပိုးလေး तू လိုချင်လို့ ဆဆရဲ့ပဆက်အကျွေးတွေမဆက်ချင်လို့ဆဆကသူဘာပြောလိုက်လဲတိလားဆဆငါတို့ဖုံမိုးတကောက်ချမယ်နေထွက်လာခဲ့ဒါပေမဲ့နေစရင်ဆောက်အောင်မမင်းနဲ့တော့စရင်ဆောက်အောင်ပဲယူခဲ့တော့နေဟိုတစ်ခါလည်းမေ့တယ်ဒါမဲ့သူတို့ကလုံးကြံမှုဆိုပြီးတော့သူတို့ကဆဆကိုဆဆလုံးကြံမဲ့နေရကိုသူတို့ကမလုံးကြံခင်တည့်ရက်မှာသူနေငယ်နဲ့သူကြည့်ထားတယ်ဘယ်နေရာမှာလှုပ်ဝီကောင်းမလဲပေါ့နော်လူစင်းတဲ့နေရာမှာသူတို့လှုပ်မှာပေါ့နော် ည၈နိုင်ခွဲ9နိုင်လောက်မှာအဲ့မှာဆက်ဆက်ကိုသူတို့လှုပ်ကြံဆက်ဆက်ကိုသူတို့လှုပ်ကြံပြီးတော့စိုက်ကဲကိုကြာတော့သူတို့ရေချောင်းလေအဲ့ဒီမှာလေလူတော်တော်ပြက်တဲ့နေရပေါ့နော်ရေချောင်းချောင်းပြီးမှသူတို့စိုက်ကဲပြစ်ချလိုက်တယ်ပြီးလို့ရှိရင်ခြုံပုတ်ပေါ့နော်ခြုံပုတ်ကကြာတော့ကိုင်းပြင်အရင်ကြီးတယ်ပေါ့နော်ဒီလောက်အရက်လောက်ရှိတယ်အဲ့ဒီကြားထဲမှာဆက်ဆက်ကိုသူတို့လှုပ်ကြံပြီးတော့အမျိုးမျိုးလှုပ်ကြံပြီးတော့ရေနဲ့လည်းနေအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးလှုပ်ကြံပြီးတော့သူကချောက်ပြစ်လိုက်တာပေါ့နော်ဒီမှာဆက်ဆက်တယ်ရှိတဲ့ဖုံးနေ ဆက်ဆောင်သူစကားပြောတာလေဖုံးကအရေးကြီးတယ်လေအဲ့ဒီဖုံးသူဖျက်ပြရမှာဆိုဖုံးလည်းယူသွားတယ်ဆက်ဆိုင်ရဲ့စင်ရင်းစာကိုလည်းသူဖျောက်လိုက်တယ်အဲ့လိုမျိုးအဲ့လိုမျိုး